ဦးတန်းထောင်ရေဒီနေ့ဇွန်လ16ရက်နေ့မှာဒီတိန်ခြေဆိုင်တဲ့ကဘာကျော် The Guardian သတင်းစာအနေပြီးတော့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့တမန်တော်ကြီးဦးဝင်းမြင့်တို့ကိုစစ်ကောင်စီကတရားရုံးတင်စစ်ဆေးတဲ့တရားရုံး CCTV မှတ်တမ်းဖတ်ပေါ်လာခဲ့တယ်။ဒီမှတ်တမ်းကတော်တော်လေးလည်းထူးခြားတယ်ပေါ့နော်။အဲ့တော့မြန်မာပြည်သူတွေကြားထဲမှာလည်းဒီမှတ်တမ်းကတော်တော်လေးကိုကျေပြန့်ပြီးတော့မှတကယ်ဩဝါဒောင်းနဲ့ဖြစ်သွားခဲ့တယ်ပေါ့။အဲ့တော့တိုက်တိုက်ဆိုင်ဆိုင်မနက်ဖြန်ကလည်း ဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့ဖြစ်နေတော့မွေးနေ့မတိုင်ခင်မှာဟုတ်ဒါအချိန်တိုင်းထွက်ပေါ်လာခဲ့တဲ့မှတ်တမ်းလို့လည်းပြောရမယ်ပေါ့လေအဲ့တော့ဒီရုပ်သံမှတ်တမ်းကကိုတန်းကလည်းကြည်ပြီးသားဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့ဒီမှတ်တမ်းမှာတွေ့ရှိရတဲ့ထူးခြားချက်အခြေအနေတွေဘာတွေတွေ့ရလဲပေါ့နော်အဲ့ထူးခြားချက်လေးတွေပြောပြပေးပါဦးဗျာဟုတ်ကဲ့ပါအကူစလိုင်းသူကသတင်းသမားတယောက်နေနဲ့ပြောရရင်တော့တိုင်မင်ပေါ့နော်တိုင်မင်ကတော့တော်တော်ဟိုမှန်မှန်ကန်ထွက်လာတာပေါ့ဒီမွေးနေ့မတိုင်ခင်ဒီဒေါ်ဆန်းစုကြည်ရဲ့80ပြည့်မွေးနေ့မတိုင်ခင်တရက်လို့မှာ ဒီဗီဒီယိုဘိုင်ထွက်လာတော့တော်တော်လည်းပုံပေါ်တောင်းနေဖြစ်ပါတယ်ကျွန်တော်လည်းဟာဒီဗီဒီယိုဘိုင်ကြီးထွက်လာလားဆိုပြီးတော့အန်ဝေါ်တကြီးနဲ့ကျွန်တော်ကြည့်မိပါတယ်ထူးခြားချက်တွေကဘာရှိလဲဆိုတော့ဒီဗီဒီယိုဘိုင်က10မိနစ်ကျော်ကျော်လေးပဲရှိပါတယ်ဗီဒီယိုဘိုင်ကပေါ့နော်ထူးခြားချက်ကဘာလဲဆိုတော့ CCTV မှတ်တမ်းကိုဒီ10လပိုင်းကမှတ်တမ်းတစ်ခုရယ်ဒီ17လပိုင်းကမှတ်တမ်းတစ်ခုရယ်ကိုပေါင်းထားတဲ့ဗီဒီယိုဘိုင်ဖြစ်တွေ့ရပါတယ်အဲ့တော့ထူးခြားချက်ကတော့အဲ့တော့ဒုသမနာပေါ့နော်ဒုသမနာဦးဟင်ဒီဗန်ထီယူ တတ်တည်လာထွက်တဲ့တရားခွင်ဖြစ်နေတာကိုတွေ့ရပါတယ်ဒါထူးခြားချက်ပါဆိုတော့အဲအဲထွက်ပြီးတဲ့နောက်ပိုင်းတော့ဥပန်တိယူလဲကျမကြီးမကောင်းလို့ဆိုပြီးတော့ဟိုစစ်ကောင်စီကအနာပေးလိုက်တာပေါ့လေပြီးတော့ဒီတရားခွင်နဲ့ကအခြေအနေတွေကအဲဒါကအာနေပြီးတော့ထောက်မှာရှိတဲ့အထူးတရားရုံးလို့ခေါ်ပါတယ်အထူးတရားရုံးရဲ့တရားခွင်နေပါဆိုတော့ အဲထူချမ်းတက်ကပါရှိတော့အရင်စစ်ကောင်စီကကျွန်တော်တို့ပြည်သူလူထုကိုတရင်တပ်ပုံတပုံထုတ်ပြဖို့ပါတယ်အဲ့ဒီတုန်းကတော့ဒါကဇဘူတီရီမြို့နယ်အဲ့ဒီတုန်းကပေါ့နော်စစ်ကောင်စီထုတ်ပြန်တဲ့တရင်သားမှာထုတ်ပြန်ခဲ့တဲ့တပ်ပုံကတော့ဇဘူတီရီမြို့နယ်မှာရှိတဲ့ဒီတရားရုံးပေါ့နော်အဲ့ဒီထဲကတပ်ပုံကိုထုတ်ပြန်ခဲ့တာပါအခုကတော့ဒါနေပြည်တော်အကျင်းတော်မှာရှိတဲ့အထူးတရားရုံးရဲ့ပြည်သူပိုင်းမှာအဲဒါကတော့ကျွန်တော်ကိုယ်တိုင်လည်းနေပြည်တော်မှာတစ်နှစ်လောက်နေခဲ့တာဖြစ်တဲ့အတွက်ဒါကိုကျွန်တော်သေချာပြောနိုင်မှာဟုတ်ကဲ့ပါကုသနာ အဲ့တော့ဒီပြင်ပမှာရှိတဲ့ရိုးရိုးတရားရုံးနဲ့ဒီအထူးတရားရုံးနဲ့ဘယ်လိုကွာခြားလဲပေါ့ဒီထောင်ထဲအထူးတရားရုံးရဲ့အဲဖွဲ့စည်းထားရှိမှုအခြေအနေတရားသူကြီးတွေလာရောက်စစ်ဆေးတဲ့အနေအထားနောက်လုံခြုံရေးပေါ့နော်ထားရှိတဲ့အခြေအနေအဲ့ဒါလေးပြောပြပေးပါအောင်ဗျာအခုပေါကြားလာတဲ့ဗီဒီယိုဖိုင်ရဲ့ဟိုအခြေအနေရတော့ဒါဒေါအောင်ဆန်းစုကြည်ရဲ့တမနာကြီးဥဝင်းမြင့်ကိုရဟရင်ဝယ်တဲ့အမှုပေါ့နော်ရဟရင်ဝယ်တာပေါ့တဘာဘေးကနေဖြစ်လာရင်လူတွေကိုကူညီကယ်ဆယ်ဖို့ အရေးပေါ်သုံးဖို့ရဟင်ဝယ်တဲ့ကိစ္စကိုအဂတိလိုက်စားပါတယ်နိုင်ငံရဲ့ဗန္ဒာတွေနစ်နာပါတယ်ဆိုပြီးတော့တရားဆွဲတဲ့အမှုလို့ကျွန်တော်ယူဆပါတယ်ဒါကြောင့်မို့လို့လဲဥပန်တီယူကလာပြီးတော့ဒါတရားဖွဲမှာလာပြီးတော့တက်တွေထွက်ဆိုတာပေါ့နော်ဥပန်တီယူကိုတက်တွေထဲ့တာကတော့အဲဒီဘက်ကနိုင်ငံတော်တိုင်းပြည်ငံပုဂ္ဂိုလ်ဒေါံဆန်းစုကြည်နဲ့တမန်ကြီးဦးဝင်းမြတ်တက်တွေထဲ့ထားတာဖြစ်တယ်လို့ကျွန်တော်သိရပါတယ်ဆိုတော့ဒီတရားရုံးတွေကဘာကွာလဲဆိုရင် နေပြီးတော့ထောင်ထဲမှာအထူးတရားရုံးဆိုတာရှိပါတယ်အတော်အောင်ဆန်းသူကြီးတို့လိုနိုင်ငံတော်အဆင့်ပုဂ္ဂိုလ်တွေပေါ့နော်ပြီးရင်ဝင်ကြီးတွေအဲအဲ့လိုပုဂ္ဂိုလ်တွေလွတ်တော်ကိုယ်စားလှယ်တချို့လည်းပါပါတယ်အဲပြီးရင်နေပြီးတော့ကောင်းတီဥက္ကဋ္ဌတို့လိုပေါ့နော်အဲအဲ့လိုလူတွေကိုစစ်တဲ့တရားရုံးအထူးတရားရုံးဆိုတာရှိပါတယ်အဲပြီးတော့နောက်ထပ်အထူးတရားရုံးမှရှိတယ်အထူးတရားရုံးမှရှိဒါပြင်းနဲ့အဲ့ဒါကတော့ဟိုကျွန်တော်တို့ဒီအကြမ်းဖက်ပုံမှန်တွေနဲ့အစွဲခံထားပြီးတော့အဲအပြင်ရုံးတွေကိုထုတ်ရင် လုံခြုံရေးအရာမပေးနိုင်ပါဘူးလို့ရဲတပ်ဖွဲ့ကနေပြီးတော့ပြောထားတဲ့လူတွေကိုစစ်တပ်တရားခွင်နေရှိပါတယ်။အမှအထူးတရားရုံးဆိုပြီးတော့အဲကျွန်တော်အမှန်မမှောက်ဆိုတရားရုံး၃ရုံးလောက်ရှိပါတယ်။တရားရုံး၃ရုံးလောက်ရှိပါတယ်။ဒေါအောင်ဆန်းစုကြည်တို့ကိုစစ်တပ်တရားရုံးကတော့ဒါတော်တော်လေးကိုဟိုဟိုကောင်းပါတယ်။ကောင်းပါတယ်ဆိုတော့အဲကွန်းနေပါနေနဲ့ပေါ့ဗျာ။တရားပြင်ဆင်စနစ်တရားပြင်ဆင်ထားတာပေါ့။အဲတချို့တရားခွင်နေရတော့ ဟိုအဲ့လိုမျိုးမဟုတ်ဘူးဟိုအရင်အတွေ့ဆောင်တို့ဘားတို့ညာတို့ပေါ့ဒါမျိုးတွေကိုလှုပ်ထားတာပေါ့အဲလှုပ်ထားပြီးတော့မှဒါတရားခွင်ဖြစ်တယ်အဲဒါကတော့ဒါတကယ်ထိတ်တန်းပုံကိုယ်တွေကိုစစ်တဲ့တရားခွင်ပေါ့နော်အဲ့တော့ဒီအထူးတရားယုံကိစ္စကိုကျွန်တော်ကဘာလို့ဒီလိုပြောနေလဲဆိုရင်ကျွန်တော်ဒီ2022ခုနှစ်နိုဝင်ဘာ19ရက်နေ့မှာရမဲတင်းထောင်ကလွတ်ပါတယ်ဒီစင်မာလာတဲ့မှာကျွန်တော်နေပြီးတော့ထောင်နေဦးကျွန်တော်နှစ်ကြိမ်တိတိ ပြန်သွားခဲ့ပါလားအဲ့ဒါလဲတရားခွင်တစ်ခုကိုကျွန်တော်သွားခဲ့တာထောင်သန်းသူရဲ့တရားခွင်ကတော့မဟုတ်ဘူးပေါ့နော်တရားခွင်တစ်ခုကိုသွားခဲ့တာဖြစ်တဲ့အတွက်နေပြည်တော်ထောင်ထဲမှာရှိတဲ့တရားခွင်ရဲ့အခြေအနေကိုကျွန်တော်ကောင်းကောင်းသိပါတယ်ကျွန်တော်လမ်းမပြီးတော့ထောင်သန်းသူတို့စစ်တဲ့တရားခွင်ဘက်ကိုကျွန်တော်ရောက်သွားပါတယ်ဟိုထောင်သန်းသူတို့အနေနဲ့ရုံးချင်းတော့မရှိဘူးပေါ့နော်လမ်းမပြီးတော့လမ်းမပြီးတော့ဆိုတာဒုတိယဆုံးဆိုဘယ်ခွင်မှမသိပါနဲ့ကျွန်တော်အဲ့လိုတုတ်တုတ်တုတ်နဲ့ကျွန်တော်သွားလိုက်တော့အဲ့မှာစစ်တပ်ကတကယ်ဟိုပဲ ခံစစ်ပြင်ထားတာပေါ့နော်ဂရုချင်းနေနဲ့ဒါတွေနဲ့တကယ်ကိုလှချလှုပ်ပြီးတော့မှတနတ်တွေနဲ့တနတ်တွေနဲ့နော်လက်နဲ့တွေနဲ့အဲ့ဟိုတက်လာတဲ့လမ်းကိုချိန်ထားပြီးတော့မှဟိုဟာဖြစ်တာပါတေချာကိုလုံလုံရေးကိုစစ်တပ်ကလုံလုံရေးယူထားတာနော်အဲ့ပုံမှာမှအပြင်စီးပုံမှာရက်တက်ဖွဲ့ရက်တက်ဖွဲ့ထပ်ပြီးတော့လုံလုံရေးယူထားတာအဲ့တရားခွင်ကိုဒေါန်သန်းစုကြည်ရုံချင်းရှိရှိမရှိရှိစစ်တပ်ကစတမ်းမိုင်စောင့်နေအဲ့တော့ကျွန်တော်ရောက်တော့အဲကျွန်တော်မားလာလားမသိဘူးပေါ့ဟုတ်တယ်မားလာတာဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ဘယ်တရားခွင်ကိုသွားကျင်တာပါပေါ့နော် ဆိုတော့အဲ့ဒါဆိုရင်တော့ဒီဘက်မှာမဟုတ်ဘူးခေါက်ကူသွားပါဆိုတော့အဲ့မှာရှိတဲ့ရေကလမ်းညွန်လိုက်တဲ့အတွက်အဲကျွန်တော်သွားလို့တဲ့ဒီဘက်ခွင်အဲ့ဒီတန်းထောင်ထဲမှာလို့တဲ့တရားရုံးပေါ့နော်အထူးတရားရုံးတစ်ခုကိုကျွန်တော်သွားခဲ့တာတွေ့မလို့ဒီတရားရုံးရဲ့အခြေအနေကိုကျွန်တော်ဒါမျက်မြင်အနေနဲ့ပြောပြတာအဲ့တော့ကုသနာကြီးဒီ CCTV မှတ်တမ်းကလည်းကျွန်တော်မြင်တော့ကျွန်တော်တော့အန်အောသွားတယ်။ဘာလို့အန်အောလဲဆိုတော့တရားရုံးဆိုတာကြာကျွန်တော်တို့လည်းတရားဟောနေမှာသတင်းလိုက်ပြီးတော့ဓာတ်ပုံရိုက်လို့မရဘူး နော်အဲဟိုနှုတ်နဲ့ပဲမှတ်ရတယ်နော်အတန်တော်မှပဲကျွန်တော်တို့တင်းတော့ဖန်းဝင်မပေးဘူးအဲ့တော့ဒီ CCTV မှတ်တမ်းဆိုတော့အဝေးကြီးပဲဘလို့မှမရနိုင်တဲ့ကိစ္စပဲနော်ဟိုဒါကဟိုလမ်းမပေါ်ဆိုင်ကယ်တိုက်မှုလို့ဟာတို့ CCTV မှတ်တမ်းမျိုးမဟုတ်အင်မတန်ဟိုအရေးကြီးတဲ့ CCTV မှတ်တမ်းပြီးတော့စစ်ကောင်စီအတွက်ဆိုရင်လည်းဒါဟာသူတို့ကအင်မတန်ကိုလုံခြုံစိတ်ချရတဲ့လူတွေထားမဲ့နေရာမျိုးပေါ့ဗျပောက်သွားရင်ပြဿနာရှိတယ်ဆိုတဲ့ဟာမျိုးပေါ့ အခုကတော့ဒီစီစီမတန်းကတကယ်ကိုထွက်လာခဲ့တယ်ပြီးတော့ထွက်တာလည်းနှစ်ဖိုင်ပေါ့နော်တစ်ဖိုင်လည်းမဟုတ်ဘူးရှစ်တစ်ဖိုင်နောက်တစ်ဖိုင်နှစ်ခု ဖြစ်နေတယ်အဲ့တော့အခုချင်းကတော့ထွက်ထွက်ချင်းဆိုပြပြောရတာနည်းနည်းတော့စောပါသေးတယ်ဒါပေမဲ့လည်းကျွန်တော်မြင်တာကတော့ဒီမတန်းကအင်မတန်ကိုအရေးကြီးတဲ့မတန်းတစ်ခုလို့တော့မြင်တယ်ကိုသနားကဘလို့သုံးသပ်မိလဲအဲ့ဒါပြောပါဦးနေပြီးတော့ထောင်မှာက CCTV တွေအများကြီးရှိတယ်ထောင်နိုင်ငံတွေမှာရှိတယ်ဘောနော်ထောင်ဝင်ပတ်ပတ်လည်းမှာ CCTV တွေရှိတယ်ပြီးရင်ကျွန်တော်နေခဲ့တဲ့အခန်းတွေထဲမှာဆိုရင်လည်း CCTV တွေရှိတယ်။အဲ့တော့တေကြရာဒီစက်ကောင်စီဒီဒေါ်ဆန်းသူကြီးကိုအချိန်ကြီးဆောင်ကြည့်ခဲ့ပုံရတယ်။သူနေတဲ့အခန်းတွေမှာလည်းသူနေခဲ့သူ့အသီးသန့်ဆောက်ပေးထားတဲ့နေရာမှာလည်း CCTV တပ်ထားခဲ့လိမ့်မယ်။သူဘာကြီးလုပ်တယ်ဘလို့နေထိုင်တယ်ဘလို့စားတော့တယ်ဘာကြီးတနေ့ဖြတ်တန်းနေတာဆိုလဲဒီကောင်တွေဆောင်ကြည့်မှာသိကြတယ်တစ်ချက်။နှစ်ချက်တရားခွင်မှာဘလူတွေဘာကြီးလုပ်တယ်ဆိုတာကိုလည်းဆောင်ကြည့်မှာသိကြတယ်။အဲ့မှာတော့ထူးခြားတာကဒီ CCTV မှာတော့အတန်မပါဘူးပေါ့နော်အဲ့တော့ CCTV မှာအတန်ရောရောဖမ်းလို့ရတာတွေရှိပါတယ်အ ော့ဒေါ်အောင်ဆန်းသူကြီးတို့ဘာတွေပြောနေတယ်ဘယ်လိုတွေလုပ်နေတယ်ဆိုတာကိုလည်းရှိနိုင်တယ်အခုတော့ဒီ CCTV မှာအတန်မပါဘူးဒါကတော့နည်းနည်းထူးခြားနေတဲ့အခြေအနေပေါ့နော်ဆိုတော့ဒီ CCTV ပေါက်ဖို့ဆိုတာတော်တော်မလွယ်ပါဘူးဘာဖြစ်လို့လဲဆိုတော့နေပြည်တော်ထောင်မှာဒီ CCTV တွေကိုခိုင်းရတာလုံခြုံရေးထောင်မှာထောင်ရဲ့အရာရှိပေါ့နော်လုံခြုံရေးအရာရှိကခိုင်းရမယ်ဒီလိုဟာမျိုးဆိုတာတော့မှသတင်းတပ်ဖွဲ့ရှိမယ်စာဖားရှိမယ်အဲ့တော့အကျဉ်းတော်ကလူတွေတောင်မှဒီလိုကိစ္စတွေကိုဝင်ပြီးတော့ဆော့ဖက်လို့ရနိုင်တဲ့အနေအထားမှာမရှိဘူး မရှိဘူးဒါဒါကျွန်တော်သိထားတဲ့အခြေအနေပေါ့နော်အဲ့တော့ဒီသတင်းတပ်ဖွဲ့ရှိမယ်အဲစစ်ဘက်ရေးအလုံးကြီးအဖွဲ့ရှိမယ်ပေါ့နော်ဒီအဖွဲ့တွေကပဲဒါတွေကိုကင်တွယ်ဆောင်ရွက်တယ်လို့ကျွန်တော်နားလည်ထားတယ်အဲ့တော့ထူးခြားတာတော့ဂါဒီယံမှာဘာပါလာလဲဆိုတော့ပြည်သူ့ရင်ဝင်ကိုဖော်လုံလာတဲ့သူဒါအလင်းဝင်လာတဲ့သူကရှီယာနေမှဒါဟုသူတို့ရရတယ်ဆိုတော့အဲနောက်ထပ်နောက်ထပ်ဒီလို CCTV မှတ်တမ်းနေများအကြောင်းအရာတွေများထထွက်လာအောင်မလားဆိုတာလဲကျွန်တော်တို့စောင့်ကြည့်ရအောင်ပါဘောနော်အဲ့တော့ဟုတ်ပြီဒီတော့ အဲဒီဒီမှတ်တမ်းကို ပေါ့ချမှု ဖြစ်တဲ့အတွက်အဲဟိုကျွန်တော်ပြည်သူ့ကျွန်တော်ခေါလုံလာတဲ့တမတော်အရာရှိတို့ကျွန်တော်စကားပြောကြည့်ပြောကြည့်တဲ့အခါတော့အဲသူတို့ရဲ့သဘောတော့ဟောထုံတန်တိုင်းပေါ့ဗျာဒါစစ်တပ်ဘက်ကများပောက်တာလားမသိဘူးပေါ့ဟောနော်ပြီးတော့ဒီပုံမှာလဲပြည်သူလူထုကဘလို့တုံ့ပြန်လဲဆိုတာကိုလားထောင်ချင်လို့များလောက်တာလားမသိဘူးဆိုတဲ့မှတ်ချက်တွေရှိပါတယ်ကိုစလိုက် အဲ့တော့ဒီနေရာမှာအလင်းသင်းလို့ပြောရရှိတာကကျွန်တော်ဒီအနာသိန်းတဲ့အချိန်ကနေစပြီးတော့နေပြည်တော်မှာတရင်သမားဖြစ်တဲ့တရင်လုပ်ငန်းတွေလုပ်နေတာဖြစ်တဲ့အတွက်ဒီအနာသိန်းတဲ့နေ့ကသမရာကြီးဥက္ကမင်းကိုလက်မှတ်ထိုးခိုင်းပါတယ်။ဒါကိုအနာလွှဲပေးသမ ራይ ဦးဝင်းမြာလုံးဝလက်မထိုးမပေးခဲ့အဲ့လိုပါပဲဒေါအောင်စန်းစုကြည်ကိုလည်းပြည်သူလူထုအမှလုံးဝဒီအာဏာသိမ်းမှုလက်မခံတော့ဘူးဆိုတော့ဝန်ထမ်းနေရာဘောပေါ့နော်ပြည်သူလူထုအောင်အာဒီအကြမ်းမဖက်တော့နီလန်းနေနဲ့ ဆန္ဒတွေထုတ်ဖော်နေတဲ့အချိန်မှာပြည်သူလူထုအရန်ပါလာတဲ့အချိန်မှာဒေါအောင်ဆန်းစုကြည်ကိုလည်းပြည်သူလူထုကိုထွက်ပြီးတော့ပြောဖို့စစ်ကောင်စီကတောင်းဆိုခဲ့လို့ကျွန်တော်သိရပါတယ်။ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်ရောတမရာကြီးဦးဝင်းမြင်ကစစ်ကောင်စီရဲ့အလို့ကြောင့်လုံးဝမလုပ်ခဲ့ပဲနဲ့ပြည်သူလူထုကိုမျက်နှာမူပြီးတော့ရက်တည်ခဲ့တယ်။ဒါကြောင့်လည်းသူတို့ကအခုချိန်မှာဟိုခက်ခက်ခက်ခဲပေါ့ဗျာ။ထောင်ထဲမှာပေါ့ထောင်ဆိုတာတော့လက်ရှိတော့ထောင်လို့သတ်မှတ်ထားတဲ့ နေရာပေါ့ထောင်ထဲမှာတော့မဟုတ်ဘူးအဲ့လိုနေရာမှာနေနေရသူတို့ကအဲ့အချိန်တုန်းကစစ်ကောင်စီအလိုကြောင့်လက်မှတ်ထိုးပေးလိုက်မယ်စစ်ကောင်စီပြောစေချင်တာတွေပြောလိုက်မယ်ဆိုရင်သူတို့ကခုလိုမနေရဘူးသူတို့ဘာဖြစ်လို့အဲ့လိုရက်တီခဲ့တာလဲဆိုရင်ပြည်သူလူထုရဲ့အခွင့်အာဏာဖြစ်တဲ့ဒီဒီမိုကရေစီအမဲပေးထားတာကိုလေးစားလို့လို့ကျွန်တော်ထင်တယ်ပြီးတော့ဒီစစ်တပ်ကလက်နက်ပြပြီးအာဏာသိမ်းတာကိုသူတို့လုံးဝအလက်မခံနိုင်ဘူးဆိုတာကိုသူတို့ရက်တီပြခဲ့တယ်အဲ့လိုနီးလန်းနဲ့လောက်ခဲ့တဲ့အတွက်ကြောင့်သူတို့ဒီ ခုအသက်ရွယ်ကြီးဗျာရောင်သန်းကြီးဆိုရင်အဲအနောက်ဖြစ်လာသူအသက်80ပြည့်တော့ဒီလိုအသက်ကြီးရွယ်ကြီးကျွန်တော်တို့အမေအဖွားအရွယ်ကခက်ခက်ခက်ခဲပေါ်ကြီးဗျာဒီလိုဤဖြတ်တန်းနေရတာဒီသူဒီပြည်သူလူထုကိုမျက်နှာမူခဲ့လို့ဗျာသူ့ရဲ့ကိုကြိုးစည်းဝါးကိုကြည့်မယ်ဆိုရင်စစ်ကောင်စီပြောတဲ့အတိုင်းလှုပ်လိုက်လို့ရှိရင်ရောင်သန်းကြီးအခုလောက်ထိပြင်ပြမမှန်မရက်တရားဘူးအဲ့တော့ဒီအချိန်နေမှာဟိုကျွန်တော်တို့လည်းသတင်းသမားတွေဖြစ်တော့ဗျာဒေါ်လာရင်းအတိုင်းဝိုင်းတွေဒေါ်လာရင်းသတင်းတွေကြားနေရတာပေါ့ တော့ဘလိုနည်းနဲ့လည်းဖြစ်ပါစေဒီတော်လန်ရေးကိုအောင်မြအောင်စ조사နေကြသူတွေကပို့ပြီးတော့အားဆိုင်ပြီးတော့조사မှတောင်ဆန်းသူကြီးအပါဝင်နိုင်ငံရေးအကျဉ်းသားတွေအားလုံးကလွတ်မြောက်နိုင်မှာစစ်ကောင်စီလွတ်ပေးတာကိုတော့ကျွန်တော်တို့စောင့်လို့မရဘူးနောက်ဆုံးရုပ်စွာဆုံးပြောမယ်စစ်ကောင်စီဟာတောင်ဆန်းသူကြီးကိုကြမ်းတဲ့လူတွေနဲ့တွေ့ဖို့မစိုးစားနဲ့သူ့အိမ်မှာမွေးထားတဲ့ခွေးတိုက်ချီတို့နဲ့ပေးတွေ့တာမဟုတ်ဘူးနောက်ဆုံးတော့နောက်ဆုံးအစီအစဉ်ကိုကျွန်တော်ပြောပြတာ အဲ့တော့ထောင်ထဲမှာရှိတဲ့လူတွေကိုကျွန်တော်တို့ကထောင်တကားတွေဖွင့်ပြီးခေါ်ထုတ်နိုင်မှုကျွန်တော်တို့ပိုကြီးစူးစမ်းဖို့တော့လိုတယ်လို့တော့ကျွန်တော်မြင်ပါတယ်ဒါကတော့ကိုစလိုက်ရဲ့သတင်းသမားတယောက်အနေနဲ့ဟောကျွန်တော်နေပြီးတော့ထောင်မှာနေပြီးတော့မှသတင်းယူခဲ့တဲ့သတင်းသမားတယောက်အနေနဲ့ပေါ့နော်ကျွန်တော်ကြုံတွေ့ခဲ့တဲ့အခြေအနေတွေကျွန်တော်သိခဲ့တဲ့အခြေအနေတွေကိုသုံးသပ်ပြီးပြောတာပေါ့နော်အဲ့တော့ကိုစလိုက်ရဟောအဲဒီဗီဒီယိုပိုင်းထွက်ပေါ်လာမှုအပေါ်မှာဒီရုပ်တံထွက်ပေါ်လာမှုအပေါ်မှာကိုစလိုက်ရဟောဘယ်လိုသုံးသပ်လဲ ကျွန်တော်မြင်ရတော့မြန်မာပြည်သူလူထုအနေနဲ့ဒီရုပ်သံဖန်ကိုမြင်ရတဲ့အချိန်မှာသူတို့ရှင်ထဲမှာဟိုနှစ်နှစ်နည်းနည်းပေါ့နော်ဝမ်းဝမ်းနဲ့ကြေကွဲမှုသူတို့ခံစားရလိမ့်မယ်လို့ကျွန်တော်မြင်မိတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ချစ်တဲ့ခေါင်းဆောင်သူတို့မဲပေးထားတဲ့ခေါင်းဆောင်ရွေးကောက်တင်မြှောက်ထားတဲ့ခေါင်းဆောင်ပြီးတော့ငငယ်ရွယ်ရွယ်လေးမဟုတ်ဘူးအသက်ကစဖန်းတော့ဆို86 89လောက်ဖြစ်ပြီပေါ့နော်အခုဆိုတော့80ပြီတော့မယ်ဒီအသက်80ရွယ်ဆိုတော့ကျွန်တော်ပတ်ဝန်းကျင်မှာကြည့်လိုက်လို့ရှင်ဗျာဟလာတုံတုံချီချီနဲ့ ဒါဒေါန်ဆန်းစုကြည်မို့လို့ဒီလောက်ကိုဒါအင်မတန်အိုင်ယွန်လေဒီမို့လို့အင်မတန်ရက်တည်နိုင်တဲ့အမျိုးသမီးပါအသက်80ဆိုတာတော်တော်ကိုခန္ဓာကိုယ်အရမလွယ်တော့တဲ့အချိန်ဒါမဲ့အဲဒီလောက်ထိပေါ့နော်ကြံ့ကြံ့ခံပြီးတော့ရက်တည်နေတယ်အဲ့တော့သူတို့ချစ်တဲ့ခေါင်းဆောင်ကဒီလိုမျိုးအတရခွင်မှာတရခံပုံစံနဲ့စစ်ကောင်စီကမတရားလုပ်တဲ့အနေအထားကိုမြင်ရတဲ့အချိန်မှာတော့လူတို့ကတကယ်ကိုဝန်းနေမှုခံစားရလိမ့်မယ်ဝန်းနေကြမယ် နော်ပြီးရင်ဒါနဲ့ပတ်သက်ပြီးတော့တဆင့်ဒေါသလည်းထွက်ကြမယ်ပေါ့နော်ငါတို့ချစ်တဲ့ခေါင်းဆောင်ကိုမတရားဒီလိုမျိုးလုပ်တဲ့စစ်ကောင်စီဆိုတဲ့ဟာမျိုးနဲ့တော့လူလူမှာအဲ့ဒီခံစားချက်ဖြစ်ပါလိမ့်မယ်ဒါတော့ကျင်းတည်ပါတယ်နောက်တစ်ခုကတော့တကယ်ကိုဟိုပါပေါ့နော်ဟိုဒေါသဆုကြီးချစ်ကြတဲ့တော်လိုင်းရဲဘော်တွေ PDF တွေပေါ့လေသူတို့ဆိုရင်လည်းအခုချစ်တဲ့အမေစုကိုဒီမှာစစ်ကောင်စီကဒီလိုလုပ်ထားတယ်အဲ့တော့ငါတို့ဒီတော်လိုင်းရဲကိုနိုင်အောင်တိုက်မှအမေစုကိုငါတို့အဲလွတ်မြောက်အောင်လုပ်ပေးနိုင်မယ်ဆက်ကဆပြုတ်မှဒါကလွတ်မြောက်မယ်မဟုတ်လို့ရှင်တော့ ူလှုပ်ပေးမဲ့အချိန်ကိုစောင့်ရင်တော့ तू ကတော့အခုဒေါန်ဆန်းစုကြည်ကိုဆွဲထားတာထောင်နဲ့33နှစ်ချထားတယ်ဗျာ28နှစ်6နှစ်လျှော့တော့28နှစ်ကျန်တယ်အဲ့ဒီ28နှစ်အတိုင်းသာပြေဝထားရင်အသက်ဟလာဟို100လောက်မှနော်100ကျော်မှလွတ်မဲ့သဘောရှိတယ်တမရဝင်းမြင့်ကတော့ထောင်နဲ့12နှစ်12နှစ်ကို9နှစ်လျှော့ထားတော့9နှစ်ကျန်တယ်ပေါ့နော်အဲ့တော့ပြောချင်တာကအဲ့လိုအခြေအနေပါအဲ့တော့ PDF တွေအတွက်လည်းဒါတော့အတခုဖြစ်မယ်လို့တော့ကျွန်တော်ယူဆပါတယ်ဗျအဲ့တော့ကိုတန်းတော့ပဲကျွန်တော်ကတော့အဲ့လိုမြင်ပါတယ် တစက်ထဲမှာပဲပေါ့နော်ဒါအသက်80ပြည့်ဝင်းနေအချိန်ခါရောက်ရှိတဲ့အချိန်မှာနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ကျွန်တော်လေးစားရတဲ့နော်လူလူရဲ့ကောင်းဆောင်ဒေါက်တာဆန်းစုကြည်အနေနဲ့မတရားဖန်ဆီးချုပ်နှောင်ခြင်းကနေမြန်ဆုံးလွတ်မြောက်ပြီးတော့မှအသက်ရှင်ကျန်းမာစွာနဲ့တိုင်းပြည်နဲ့လူလူအကျိုးတည်ပိုးနိုင်ပါစေလို့လည်းကျွန်တော်ဒီနေရာကနေဆုတောင်းပေးပါတယ်ဗျာဟုတ်ကဲ့ပါဘုရားလိုင်းကျွန်တော်ကတော့ happy birthday ပါမေစုလို့တော့ဖုန်တောင်းတော့ပါဘူးအဒီကျမ်းပါပါစေ မရယာဖန်စီချုပ်နှောင်ခံထားရတဲ့အခြေအနေကနေအမြန်ဆုံးလွတ်မြောက်အောင်ကျွန်တော်တို့တတ်နိုင်တဲ့ဘက်ကဝန်ဝန်စူးစမ်းကြပါလို့ပဲကျွန်တော်တို့ဒီမှာဒီလိုလေးပဲပြောပြရစီဗျာ